။လုံခြုံစိတ်ချရတဲ့ခင်မေလွန်နေမှုဘဝကိုပုံဖော်ဖို့အတွက်အကောင်းဆုံးကုသိုလ်သလုံး Luxury life ဆိုင်နေထိုင်မှုကိုပေးစားနိုင်တဲ့ Golden City Luxury Condominium ဟာဆိုရင်အစ်စ်မြေလူနေမှုဘဝကိုပုံဖော်ဖို့အတွက်ရွေးချယ်သင့်တဲ့အကောင်းဆုံးကွန်ဒိုတစ်လုံးဖြစ်ပါတယ်။ Golden City Condominium မှာနေထိုင်ခြင်းကမိတ်ဆွေတို့အတွက်ဘလို့ကောင်းကျိုးတွေပေးနိုင်မလဲဆိုတာကိုညီမကရှင်းပြပေးသွားပါမယ်။အားလုံးပဲမိပါပါညီမကတော့ Lisbon Real Estate က Siri ဖြစ်ပါတယ်။ Golden City ရဲ့အားသာချက်တွေနဲ့နေထိုင်ခြင်းနဲ့အဓိကအချက်တွေကိုပြပြပေးပါဆိုလို့ရှိရင် ရသက်ပန်သားစဉ်မြေဆက်နေထိုင်နိုင်မှာဖြစ်ပြီးတော့မြို့ရဲ့စဉ္ညာတန်နေနဲ့ကင်းဝဲတာကြောင့်စိတ်ချအေးချမ်းစွာနေထိုင်နိုင်ပါတယ်။ပွားရလာရဲ့အနေနဲ့ဆိုရင်လည်းရန်ကင်းသမိုင်းပေါ်မှာတရှိတာဖြစ်လို့အဲမြန်မာပလာဇာရန်ကင်းစင်တာအင်အားလေးရန်ကင်းကလေးစိတ်ရောစားတဲ့နေရာတွေကိုအလွယ်တကူသွားလာနိုင်မှာဖြစ်ပါတယ်။ခိမီနီးပညာတွေနဲ့တိဆောက်ထားတဲ့အတွက်သက်သောင့်သက်တာနဲ့ခိမီတဲ့ဘဝနေထိုင်မှုပုံစံကိုရရှိမှာဖြစ်ပါတယ်။ ကျယ်ဝန်းနဲ့အိုလံပစ်ဆိုင်ဆွမ်းမင်းဘူးမှာလွတ်လပ်စွာရေးကူးပြီးတော့ခင်မီအားကစားပစ္စည်းတွေပြည်စုံတဲ့ကျင်းမှာကိုလက်လက်ချင်းကန်တွေပြုလုပ်ပြီးတော့ချက်မှန်ချက်ခိုင်တဲ့ဘဝကိုဖန်တီးနိုင်ပါလိမ့်တယ်။လက်မှဆန်းပြတဲ့ပြင်သစ်ပုံစံပန်းဥယျာဉ်တွေနဲ့သဘာဝအလှကိုခံစားပြီးတော့စိတ်အပန်းဖြစ်နိုင်ပါလိမ့်တယ်။အဲနေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေကိုအလွယ်တကူဝယ်ယူနိုင်ဖို့အတွက် convenience ဆိုလဲပါဝင်ပါလိမ့်တယ်။ငွေကြေးကြေးကိစ္စတွေကိုအဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့အတွက်ဗန်လည်းရှိပါတယ်24 hour security အပြည့်ဖြစ်လို့စိတ်ချလုံခြုံစွာနေထိုင်နိုင်ပါတယ် အမီးပြတ်တဲ့အခါမှာလည်း24 hour ညစ်စင်မီရဖို့အတွက်ဂျန်နေတာပါဝင်ပါသေးတယ်။ကပ်ပါကင်အတွက် လုံလောက်တဲ့နေရာအပြင်ခမီကပ်ပါကင်စနစ်လည်းပါသေးရနော်။လုံခြုံရေးပုံမကောင်းပုံပေါ်အတွက် lift မှာ cat access system လို့လည်းတက်ဆင်ပေးထားပါဗျ။ပြတို့ရဲ့အခန်းကနေမြင်တွေ့နိုင်တဲ့ view တွေကတော့ city view အင်းရကရင်လှပတဲ့မြင်ကွင်းကိုကြည့်ရှုနိုင်ဖို့အတွက်အင်းရလေး view နဲ့ရွှေရကောင် view လို့လိုမြင်ကွင်းတွေကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ။အဓိကတော့ one pack one စံပယ်ခန်းလေးဖြစ်ပါတယ်ရှင်။အဲမမတို့ဝင်ကြင်ဒီဘက်မှာပေါ့ dining space ရှိမယ်။အဲဒီဘက်မှာ living space ရှိမယ်။အဲဒီနေရာမှာသလို့ရှင်လဲမမတို့ဒီ TV တွေပါထားလို့မယ်ဆိုလို့ရှင်လဲအဆင်ပြေပေါ့နော်။ နောက်ဘက်ချက်မှာဆိုရင်တော့ single parent တခန်းပါပါမယ်ရှင်ဒီရေချိုကန်းအိမ်သားတွေ့ရပါမယ်ရှင်ဒီကချမ်းလေးမှာဆိုရင်တော့ဒါလေးကတော့ kitchen room ပေါ့နော် ဒီအရှိတ်ဘက်မှာဆိုရင်လည်းပေါ့နော်ပတ်မြင်လေးဆိုင်ရတဲ့နေရာလေးရှိသေးရဲ့ရှင်ဒီကမှာဆိုလို့ရှင်လဲညီမတို့ပေါ့နော်ကိုကြိုက်တဲ့အပင်လေးတွေလည်းစိုက်လို့ရပါတယ်။ခါလေးကတော့ဒုပရောင်စစ်ပွဲခံရပဲဖြစ်ပါတယ်။ မတို့ဒီစကားဝင်ခြင်းမှာဆိုရင် living room ရှိမယ် dining room ရှိမယ်အမ်ဘယ်ရူမ်ကကြတော့ဒီဘက်တခန်းဒီဘက်တခန်းပေါ့နော်နှစ်ခန်းပါရှင်ဝင်မှာဆိုရင်တော့ဒါကတော့ toilet နဲ့အဲရာရချိုးခန်းနဲ့တွဲရပေါ့နော် ါလေးကကြတော့ဒီခင်အောင်အိတ်ခန်းလေးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းရေချိုးခန်းနဲ့အိမ်မှာတွဲပါတယ်ပေါ့မစတာခန်းလေးပါရှင် ထားလေးကတော့ kitchen room ဖြစ်ပါရဲ့ရှင့် ဒါလေးကတော့ three part round summary အခန်းလေးပဲဖြစ်ပါတယ်ရှင်။အဲဒီမှာတို့ဒီစကားဝင်စင်ပါပြီလို့ရှိရင် dynamic space ရှိမယ်။အဲပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ပေါ့နော်ဒီအခန်းလေးမှာဒီထူးခြားချက်လေးရတော့ဒီညီမတို့ပေါ့နော်ဒီစာအုပ်လေးပဲတင်မလားတခြားပစ္စည်းလေးတွေလည်းတင်မလားပေါ့နော်ကိုကြိုက်တဲ့ပစ္စည်းလေးတွေပေါ့တင်ထားရပါရှင့်အဲဒီဘက်မှာဆိုလို့ရှိရင်လည်းဒီအေကန်ကလည်းပို့ပြီးတော့နေရာကျကျဝန်းဝန်းလေးနဲ့ပေါ့နော် ငါတို့ဒီဘက်ချမ်းသာဆိုရင်တော့ဒါလေးကတော့ single ခန်းလေးပေါ့နော်အဲဒီဘက်ခန်းလေးကကြတော့ဒါကကြတော့ရေချိုခန်းအိမ်သာတွဲရပါတယ်မာစတာခန်းလေးပဲဖြစ်ပါလိမ့်ရှင် အမ်ပြီးတော့ညီမတို့ဒီလေဘချမ်းမှာဆိုလို့ရှိရင် နောက်ထပ် single တခန်းပေါင်နေပေါ့နော်ပြောညီမတို့ဒီညာဘက်ချမ်းမှာဆိုလို့ရှိရင်လေရေချိုးကအိမ်မှာတက်တက်ပါလို့ရရဲ့ရှင် ရာလေးကတော့ဒီညီမတို့ဒီနောက်ဆုံးခန်းပေါ့နော်ဟိုဘက်ရောဆင်မဲ့ခန်းလေးပဲဖြစ်ပါတယ်ရှင်အဲညီမတို့ဒီဆက်ဆက်ဝင်ခြင်းမှာဆိုလို့ရှိရင်ဒီဘက်မှာ kitchen ရှိမယ်ဒါလေးကတော့ dining space ပေါ့နော်ဒီဘက်မှာလည်း cabinet လေးတွေပြည့်ပြည့်စုံစုံလေးလုပ်ပေးထားရပေါ့နော်ညီမတို့စာအုပ်လေးတွေတင်မယ်ဆိုရင်လည်းအဆင်ပြေတခြားဒီ remote ပစ္စည်းတွေတင်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေပါတယ်ရှင် အဲညီမတို့ဒီဆက်ဆခြင်းမှာဆိုလို့ရှိရင်အရင်ဆုံးတွေ့ရမှာတော့ဒါလေးကတော့ Master Baron ပေါ့နော်အဲရေချိုကန်အိမ်သားညီမတို့ပေါ့နော်ဒီတွဲရပါမယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းဟိုအလုံးလုံးမယ်ဆိုလို့ရှိရင်လည်းဒီမှာနေရာကြဲကြဲဝုန်းဝုန်းလေးပေါ့နော်ဆင်ပြေးပါရှင့် ီတော့ညီမတို့ဒီဘက်ဆက်သွားမယ်ဆိုလို့ရှိရင် living room ပေါ့နော်ဒီဘက်မှာ living room ကလည်းတခြားခန်းတွေနဲ့မတူဘူးပေါ့နော် living room လေးကျကျလေးပါတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းညီမတို့ဒါ TV လေးဆင်နားလို့ရတယ်ပေါ့နော် အဲမမတို့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်စစအုပ်ဆုံးကိုမွန်ဘရွန်တခန်းပါမယ်ပေါ့နော်ဒီချိုကအိမ်သာတွေ့ရပေါ့ရှင်ပြီးတော့ညီမတို့ဒီတက်တက်ဆက်သွားမယ်ဆိုလို့ရှိရင် ါလေးကတော့ master ခန်းပေါ့နော်ညီမတို့ဒီခန်းမှာဆိုလို့ရှိရင်အဝတ်ထည့်ဖို့အတွက်တသက်ဒီ work cabinet တိတန်ပါရှိတယ်ပေါ့နော်အဲညီမတို့ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒီဘက်မှာကြာတော့ အဲနှစ်ခန်းပါမယ်ပေါ့နော်ဒီဘက်ကမှလည်း single ခန်းဒီဘက်မှလည်းဒါ single ခန်းပဲပေါ့နော်အဲဒီဘက် single အခန်းလေးမှာဆိုလို့ရှိရင်လည်းညီမတို့ပေါ့နော်ဒီဝေစားလေးတွေထည့်ဖို့အတွက်ဒီတန်ပေါ့နော်ဒီမျိုးတွေဒီဘက်ခန်းလေးနဲ့မတူအောင်ပေါ့နော်ထေချာလေးတော့လုပ်ပေးထားရရှင်အဲပြီးတော့ညီမတို့ဒီဘက်မှာနောက်ထပ် single ခန်းတစ်ခန်းရှိသေးတယ်ပေါ့နော် အဲဒီဘက် single အခန်းလေးမှာဆိုလို့ရှိရင်လည်းညီမတို့ဒီမှာကိုပိုင်းစဲကုံလေးအဲစာကြည့်တာပဲဖြစ်ဖြစ်ကိုရင်းအလုပ်တက်အုံမှုပဲဖြစ်ဖြစ်ပေါ့နော်နေရာလေးပြီးတန်လေးလုပ်ပေးထားရှင်အဲဒီဘက်မှာလည်းအဲ walk cabinet လေးပေါ့နော်အဲဘောက်ကိုဝတ်စားလေးထည့်ချင်တာပဲဖြစ်ဖြစ်တခြားပစ္စည်းလေးထည့်ချင်တာပဲဖြစ်ဖြစ်အသုံးပြုလို့ရတယ်ပေါ့နော် ဖွေသားပြပေးခြင်းလား70%တာမမဟုတ်50%တောင်းပေးမှချပြီးတော့3 year installment plan နဲ့ဝယ်ယူနိုင်လို့ bank account လုံး50 year installment plan စတဲ့ငွေပေးခြင်းမှုပုံစံများနဲ့ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။ဖားစင်မြေဆက်နေထိုင်နိုင်တဲ့အပြင်အချက်အခြာကြတဲ့နေရာမှာရှိပြီးတော့ပွားရလာရဲ့အစဉ်ပြေလက်ရှိစမ်းနဲ့နေထိုင်မှုဘဝတစ်ခုကို Golden City နဲ့အတူပုံဖော်ဖို့အတွက်ညီမတို့ရဲ့ Lisbon Real Estate ကိုအခုပဲဆက်သွယ်လိုက်တော့နော်မိတ်ဆွေတို့အတွက်အကောင်းဆုံးဝန်ဆောင်မှုပေးဖို့အမြဲအစဉ်သိရှိနေပါတယ်ရှင်။